။ငွေရင်းနှီးအနှဲငယ်နဲ့စီးပွားပြည့်ထုတ်လို့ရောင်းချလို့ရမယ်မလိုင်လုံးလုံးလေးကိုပြောပြပေးသွားမှာပါ။အရင်ဆုံးကျွန်တော်တို့ကပြောင်းကော်မုံကိုအိုးထဲကိုထည့်ပြီးတော့မီးပူပေးရပါမယ်။မီးအေးလေးနဲ့7မိနစ်ခန့်မီးအပူပေးပြီးသွားလို့ရှိရင်တော့ကျွန်တော်တို့အောက်ကိုချထားပြီးတော့အေးခံထားရပါမယ်။အေးခံပြီးသွားလို့ရှိရင်နုံမှုန်ထပ်ထည့်ရပါမယ်။ နှုံးမုံထည့်ပြီးသွားလို့ရှိရင်နှုံးမုံလေးနဲ့တမသွားအောင်ဇုံလေးနဲ့မှွေပေးရပါမယ်။မှွေပြီးသွားလို့ရှိရင် နောက်ထပ်ထပ်ထည့်ရမှာတော့နှုတ်စီထပ်ထည့်ရပါမယ်။အခုဈေးကွက်ထဲမှာအလွယ်တကူဝယ်လို့ရပါတယ်။နှုတ်စီထပ်ထည့်ပြီးသွားလို့ရှိရင်အကုန်လုံးကိုတမအောင်ဇုံလေးနဲ့မှွေပြီးသွားလို့ရှိရင်အကုန်လုံးကိုထပ်ပြီးတော့လက်နဲ့ပါထပ်ပြီးတော့ဂျုံနေသလိုမျိုးတမသွားအောင်မှွေပေးရမှာဖြစ်ပါတယ်။ အားလုံးပြီးသွားပြီဆိုလို့ရှိရင်တော့လက်ကလေးနဲ့အဲတင့်တော်တဲ့ site ကလေးတွေ time grand ပတ်ဝန်းကျင်ပေါ့နော်တင့်တော်တဲ့ site ကလေးတွေကိုလက်ကလေးနဲ့လုံးထားပါမယ်လုံးပြီးသွားလို့ရှိရင်ကျွန်တော်တို့ကစီဘူးအိုးလေးတွေကိုထည့်ပြီးတော့ကြော်ရပါမယ်ကြော်ပြီးတော့မလိုင်းလုံးလေးတွေရွှေရောင်တော့တော့ကလေးတွေရလာပြီဆိုဆယ်ထားလို့ရပါပြီ အဲ့ဒါပြီးသွားလို့ရှင်တော့တကြာနေနေရေနေနေရေဖာလာစီနေနေရေကျွန်တော်ထည့်ပြီးတော့ဂျူရပါမယ်တကြာရေရပြီဆိုရင်တော့ခုနကကြော်ထားတဲ့မလိုက်လုံးလေးကိုထည့်မှွေပြီးတော့ထုတ်ပိုးရောင်းချလို့ရပါပြီခင်ဗျာ